အားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာဆရာမလေးကအင်္ဂါသာသမီများအတွက်ဟောစတန်လေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်အင်္ဂါသာသမီတွေကတော့ဒီကာလမှာလောသမားကံတွေများအဆင်ပြေချုံးမွေးနေတာမျိုးလေးတွေငွေကြေးကိစ္စလေးတွေမှာစီစဉ်ဆောင်ရွက်ဆရာကိစ္စလေးတွေအစားရှိတဲ့တွင်တွေ့ရတယ်ပေါ့နော်အဲတချို့ကိစ္စတွေမှာတော့မလုပ်ချင်မင်းနဲ့နှစ်ချိန်မသွားချင်မင်းနဲ့နှစ်ချိန်အဲမဖြေချင်မင်းနဲ့နှစ်ချိန်လုပ်နေရတယ်ဖြေနေရတယ်တွားနေရတယ်ကိစ္စမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ဥပမာခကြီးမထွက်ချင်မင်းနဲ့လည်းနှစ်ချိန်ထွက်နေရတာမျိုးတွေပြောရမယ်ဆိုရင်တော့နှစ်ချိန်ထက်ပိုတဲ့ကိစ္စတွေနှစ်ခါထက်ပိုတဲ့ကိစ္စတွေပေါ့နော်အများကြီးအဲညင်ရတယ်တွေ့ရတယ်ပေါ့နော် ပြီးတော့ဒီဇာတာရှင်ကညင်ညင်သွေးကောင်းနေထက်မြက်တဲ့တော်ရင်အင်္ဂါသားသမီးတော်တော်များများညင်ညင်သွေးကောင်းပြီးတော်တဲ့နေရာမှာပါကြတယ်เนาะအတွေးခေါ်ကြီးအရန်ကောင်းတယ်သူတို့တွေးပြီဆိုလို့ရှိရင်ပြေးကြည့်လိုက်တာလည်းတော့မှန်တဲ့သူမျိုးတွေဖြစ်ပေါ်များတယ်ပေါ့เนาะအဲ့တော့နောက်တစ်ခါကျတော့တို့ရဲ့အဲအသိပညာဗဟုသုတကလည်းသူများတွေထပ်ပို့ပြီးရှေ့ကိုရောက်တယ်ပေါ့နော်သူများတွေထပ်ပို့ပြီးတွေးခေါ်ကောင်းနေအတွက်သူများတွေထပ်ပို့ပြီးရှေ့ကိုရောက်တယ်ပြီးတော့နောက်တစ်ခါကျတော့အဲဒီကာလမှာအပြောင်းလဲတွေအများကြီးဖြစ်ပေါ်လာအရင်တော့အဆင်မပြေမှုတွေအခုမှဖြစ်လာမယ်အဲဒါပေမဲ့တချို့ အဆင်ပြေခဲ့တဲ့သူတွေကဒီကာလမှာအဆင်မပြေတော့တာမျိုးတွေရှိတတ်တယ်သူတို့သူတွေနဲ့ပေါ့ကိုယ်နဲ့အဆင်မပြေတော့တာမျိုးရှိတတ်တယ်သူတို့တွေနဲ့ကိုယ်တွေနဲ့အဲဘယ်လိုပြောရမလဲစိတ်ထဲမှာတွေးခေါ်မှုအားလုံးပြောင်းလဲလာတာမျိုးတွေပေါ့နော်အဲတချို့တချို့ကျတော့လေကိုယ်နဲ့ပေါ့နော်အရင်ကတဟဆာတာဖြစ်တယ်လို့ပုံစံမျိုးဖန်ထားပြီးမယ်အခုကျတော့သူတို့ကလည်းဟိုရေရှည်ကြတော့လေဟိုခံဆောင်လို့ကမရတော့တဲ့ခါကျတော့သူတို့ရဲ့အဲပုံစံကွာကြလာတယ်ပြောရမှာပေါ့နော်သူတို့ရဲ့ဟန်ဆောင်ထားတဲ့မျက်နှာပုံကွာကြလာတယ်အဲ့လိုမျိုးတွေလည်းတွေ့ရတယ်เนาะအဲ့တော့နောက်တစ်ခါကျတော့ โอเปนโอไอ้ไอ้အပိုင်းပေါ့မရှိသေးတဲ့သူတွေဆိုလို့ရှိရင်ကိုသဘောကျတဲ့အိမ်တလုံးစူးစားခွင့်ရရှိမယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းဆရာမလေးကမြင်ရတယ်ပေါ့နော်အဲ့ဒါလေးကိုတွေ့ရအခုကနောက်တစ်ခါကျကိုတောင်းထားတဲ့စုတွေကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုရဲ့အိမ်မက်တွေအားလုံးကလည်းတိတ်မကြခင်တော့အချိန်ကာလတစ်ခုမှာပြည့်စုံအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အနိဋ္ဌာလေးတစ်ခုကိုလည်းဆရာမလေးကအဲမြင်ရတယ်ပေါ့နော်ပြီးတဲ့အခါမှာ ဒီတရင်ကျုပ်ကနေစပြီးတော့အလင်းတက်တွေများများလှူပေးရမယ်အဲအဒိတ်ထန်တွေအများကြီးလှုပ်ပေးရမယ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးသိစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ဆီယမာလေးရဲ့ဒီ Facebook wall ပေါ့နော်တန်လာခဲ့လို့ရတယ် messenger ကိုလာခဲ့လို့ရတယ်အလှူချင်တဲ့တန်းချင်တဲ့အဝေးရောက်နေတယ်ကိုကလှူဖို့တမ်းမှုအဆင်မပြေဘူးဆိုလို့ဆီယမာလေးနဲ့ဆီယမာလေးအဖွဲကြီးကအကုန်လုံးစီစဉ်ပြီးရေပေါ့နော်အဲဒါကတော့ဟိုအဆင်မပြေတဲ့သူတွေတော့ပေါ့အဆင်မပြေတဲ့သူတွေကတော့ကိုပါကိုလှူကြမယ်တန်းကြမယ်ပေါ့နော် နောက်တစ်ခုကကြတော့ဒီကာလအနေစားပြီးတော့ကို manifest တခုပေါ့နော်ဆူတောင်းအဲပြောရမလို့ဆူတောင်းမြစ်တာပို့ပုံမှန်တခုကိုလုပ်ဖို့လောက်ရမယ်ကိုဖြစ်ချင်တဲ့ဆန္ဒတခုကိုယခုကနေစားပြီးတော့မပြက်မကွက်ဆီမလေး horizon နမိကိုကြားတဲ့အချိန်ကနေစားပြီးမပြက်မကွက်အဲဒီဖြစ်ချင်တဲ့ဆန္ဒတခုကိုစိတ်ထဲမှာ တောက်လျှောက်ရည်ရွယ်နေတာမျိုးညစဉ်ညတိုင်းပြောဆိုနေတာမျိုးကိုကအောင်မြင်ခြင်းနဲ့ပြည့်စုံခြင်းနဲ့ချမ်းသာခြင်းနဲ့စားရှိတဲ့ပြင်ပေါ့နော်အဲ့ဒါကိုအဲနေ့စဉ်အဲဒီကိုစိတ်ထဲမှာအမြဲတမ်းယူ ရစ်ဆိုပေးနေတာပေါ့နော်အဲ့လိုဆူတောင်းတိုင်းပြည့်မလားဆိုတော့ဆူတောင်းတိုင်းတော့ပြည့်ဖို့မလွယ်ဘူးဒါပေမဲ့အဲ့ဆူတောင်းနေပြည့်ဖို့ကိုယ်တိုင်းစူးစမ်းရင်းနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒတွေရတယ်လောက်ကင်ခြင်းစိတ်တွေဖြစ်လာမယ်ကိုယ့်ရဲ့စိတ်နှိုးဆော်မှုတွေကြောင့်ကိုယ့်ရဲ့ energy တစ်ခုလုံးကိုယ့်ရဲ့ surrounding တစ်ခုလုံးကိုယ့်ရဲ့ environment တစ်ခုလုံးကကိုယ့်ရဲ့ဒီစိတ်ခွန်အားရဲ့ energy တွေနဲ့ပြည့်ဟွာဘယ်လိုပြောရမလဲပြည့်မြောက်လာပြီးတော့နော်ဒီ positive energy တွေပြီးတော့ strong ဖြစ်တဲ့ energy တွေစုပြုံလာပြီးတော့ကိုယ့်ဖြစ်ချင်တဲ့ဆန္ဒတွေကိုအဲဒီဘေးကနေပြီးတော့ ဟိုတာဝါအားကကောင်းနေပေါ့နော်ထောက်ပံ့ပေးမယ်အကူအညီတွေအများကြီးရလာမယ်ဆိုတဲ့ပုံစံမျိုးဆီမှာတွေကတော့တွေ့ရပါတယ်ပြဒီဇာတာရှင်တွေကသူများတွေကိုကိုချစ်တဲ့သူတွေခင်တဲ့သူတွေကိုထောက်ပံ့ပေးခြင်းနဲ့သူကာကွယ်ပေးခြင်းနဲ့သူကိုယ်လည်းထောက်ပံ့ပေးကမ်းနိုင်တဲ့သူကာကွယ်ပေးနိုင်တဲ့သူတွေရောက်လာနိုင်တယ်ဒိုင်းသဖွယ်ပေါ့ကာကွယ်ပေးနိုင်တဲ့သူတွေရောက်လာနိုင်တယ်အဲပြောရမယ်ဆိုလို့ရှိရင်တခါတလေကျတချို့ကျတော့ကိုယ့်ရဲ့အချစ်ကိုထုတ်ဖို့မပြဘဲနဲ့ကိုယ်ဖွက်ထားတာမျိုးပေါ့နော်ကိုယ်ဖွက်ထားတာအဲပြီးတော့အဲအဲပြီးတော့ပုံစံအမျိုးမျိုးပြောင်းတာ လူတွေပေါ်မှာဆက်ဆံနေခါမှာချစ်သူကြီးစားပေါ်မှာဆက်ဆံနေခါမှာကိုကနည်းနည်းလေးပေါ့နော်အာအရန်အပြောင်းလဲမြန်တာအဲ့လိုမျိုးရှိတဲ့အတွက်တချို့ကကိုယ့်ပေါ်မှာဟိုဘယ်လိုအမြင်ပေါ့ ဘလို့မြင်ရမှန်းမသိဘူးဖြစ်နေတဲ့တာမျိုးလေးတွေ့ရတယ်တကယ်ညကွာ unique ဖြစ်ပြီးသားလူပဲเนาะ unique ဖြစ်တယ်ပြီးတဲ့အခါမှာအဲအမှန်မှန်ကတော့မြူနဲ့မစုပေါ့เนาะကိုယ်ရဲ့ပုံဝင်ချင်တဲ့လူတွေနဲ့အကုန်လုံးအဲ balance ဖြစ်ဖြစ် rhythm ညီညီလေးနေထိုင်ပေးမယ် harmony ကြကြနေထိုင်ပေးမယ်ဆိုလို့ရှိရင်အရန်ပို့ပြီးတော့အဲလှပတဲ့မိတ်ဆွေကန္နာတွေ relationship ကန္နာတွေအများကြီး friendship ကန္နာတွေဖြစ်မယ်လို့ဆရာမလေးကတော့ညင်ရပါတယ်အဲ့တော့အောင်မြင်ပါစေပြည့်စုံပါစေယခုချိန်ကနေစပြီးတော့အလင်းတက်တွေများများလှူရင်းနဲ့အဲနောက်တစ်ခါကျတော့ ဟိုကိုဖြစ်ရှင်တဲ့ဆန္ဒတွေလှုပ်ဆောင်နိုင်ပါစေလို့ဆီယမာလီယာဆုတောင်းပေးတယ်တခုရှိတယ်အာဆီယမာလီယာနမိတ်ဟော့စတန်ကိုကြာပြီးလို့ရှိလို့ရှိရင်အများထပ်ပို့ပြီးတော့ထင်ပေါ်ကြောကြအောင်မြင်လာမယ်ဆိုတဲ့နမိတ်လေးလည်းတွေ့ရတယ်နောက်တခုနောက်တခုဂယူဆိုင်ယမာလီယာတော့စေယုံစေကန်လေးတွေရောက်တာမျိုးအာနှာစီဖျားနှာချောင်းဆိုးပေါ့နော်အဲ့ဒါလေးတွေအတွက်ကတော့နည်းနည်းကျမကြီးညံ့နေတာမျိုးလေးရှိတဲ့အတွက်တော့တတိထားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်